မင်္ဂလာပါကျွန်တော်ကတော့ရှေ့ပြည့်ပဲဖြစ်ပါတယ်ကဘာမျက်မှောက်ကြီးရာဖြစ်ပြနေသောအကြောင်းအရာနဲ့တမန်ကျမ်းစာပြည့်စုံလာမှုများပေါ့နော်အဲ့လိုပြောတဲ့အခါမှာဒီနေ့ကဘာထိတ်တန့်တင်ရတော့အစ္စရေးပဲပေါ့အဲ့နဲ့ကျွန်တော်ကကဘာပေါ်မှာအစ္စရေးဇက်လိုက်ပဲလားလို့တွေးထင်မိတယ်မှန်ပါတယ်နံပါတ်1ကတော့နှစ်ပေါင်း2000လောက်တိုင်းပြီးပျောက်သွားတယ်နေ့စဉ်နဲ့အမျှဘာသာစကားနဲ့နေ့စဉ်တိုင်းနိုင်ငံကြီးပျောက်နေပြီမဲ့ နှစ်2000တိုင်းပြည်ပြောက်ပင်ဘာသာစကားနဲ့နိုင်ငံပြန်ရတာဒီတနိုင်ငံပဲရှိတယ်။သူတို့ကုလသမဂ္ဂခွင့်ပြုချက်နဲ့တိုင်းပြည်လွတ်လပ်ရေးလည်းကြေညာပြီးရောငါးနိုင်ငံရဲ့ဝိုင်းတိုက်ခြင်းကိုခံရတဲ့နံပါတ်1ချက်ပေါ့နော်။သူတို့တိုင်းပြည်ရပ်တည်ဖို့အတွက်ဒီနေ့အချိန်ချင်းဝိုင်းတိုက်ခြင်းကိုခံရပြီမဲ့သူတို့တိုင်းပြည်မပြောက်သွားဘူး။နံပါတ်3ကလူနေဖို့တောင်မသင့်တော်တဲ့တဲကန္နာရဖြစ်တယ်ပေါ့နော်။ဒါပေမဲ့စိုက်ပျိုးသီးနှံနဲ့တာငါအတင်ပို့ဆုံးနိုင်ငံထဲမှာ တို့ကပါနေတဲ့အတွက်ဤပညာပိုင်းမှာရောကြည့်မယ်ဆိုရင်ဇလိုင်းလို့ပြောလို့ရတယ်။နောက်တစ်ချက်ဘာလို့တို့ဒီနေ့ဒီစစ်ဖြစ်နေတာလဲပေါ့။နံပါတ်1အစ္စရေလဖျားစီးရင်လားတို့ဖျားအောင်ညှင်းပယ်ခဲ့တာအကြိမ်ကြိမ်ပဲပေါ့။ BC 1000လောက်မှာမင်းတို့ရဲ့ဘုရင်ကဖျားပဲ။ဖျားရဲ့လူပရောဖက်တွေအားဖြင့်တို့ကိုအုပ်ချုပ်စေခဲ့တယ်။နောက်ဆုံးတော့ရှင်မွေလာပေါ့နော်ပရောဖက် လိုချင်ဘူးလူဘရင်လို့ပြောတဲ့ခါမှာရှော်လူကိုပေးခဲ့တယ်နောက်တာဝိတ်ရှော်လမုန်ပြီးနောက်ပိုင်းဘရင်တွေကဖះရမကိုကိုွယ်ကြတော့အဲ့တော့သူတို့ကိုဖះကစီရင်တယ်တိုင်းပြည်နဲ့ကွဲလွင်တိုင်းပြည်ပျောက်ခဲ့ရပြီဖះစီရင်ခဲ့ရတယ်နောက်တစ်ချက်ကတော့ဟိုအစ္စရေးနိုင်ငံနဲ့ဒီဂျူးလူမျိုးတွေကိုစန့်ကျင်တဲ့လူတွေကိုဖះကစီရင်ခြင်းဖြစ်တယ်နံပါတ်3ကတော့ဖះကို စန့်ကျင်ပုံကံသောသူတို့ကိုထိုနေရာမှာစီရင်ဖို့ရန်အတွက်စစ်တေဖြစ်စေခြင်းလို့ကျွန်တော်အနေနဲ့ပြောလိုတယ်အဲ့တော့နံပါတ်1ကိုပြန်ရှင်းကျင်တယ်ပေါ့နော်တော့ဒီပီကဖရားရဲ့ပီဖရားရဲ့အမွေသားလူလို့ဘာလို့သတ်မှတ်ရတာလဲစမ်းစာမှာပြန်ကြည့်မယ်ဆိုရင်သူတို့ဒီငါးဤပီကိုဝေဖန်၍အတိုင်းတိုင်းအပီပီတို့တွင်ကွဲပြားစေ၍ငါဤအမွေလူ ဣတရီလလူမျိုးတွေဘက်ကနေပြီးတရားစီရင်ပြီးဆိုပြီးတော့ယောလာ၃နှစ်ငါရဲ့ပြည်လို့ဖခင်ကတုံးထားသလိုငါကြီးအမွေလူရဲ့ဆိုလူတွေပဲအများကြီးပဲဖခင်ကမျက်နှာလိုက်တာလားဆိုရှေ့ပိုင်းအကြောင်းအရာတွေမပြောတော့ဘူး BC 2500နော်ရီရေလွှမ်းမိုးတဲ့ကာလပြီးတဲ့နောက်ပိုင်း BC 2000လောက်မှာ အာဗြဟံကိုဖခင်ကရွေးကောက်ခဲ့တယ်။ယောဘနဲ့ပြန်ကြည့်မယ်ဆိုရင်သူကနော်စုံလင်တော်သူ ဖြောင့်မတ်သောသူဖျားကိုကြောင်ရွံ့ဒူးဆိုက်ကိုရှောင်သောသူသူနဲ့တူသောလူတယောက်များမရှိဆိုပြီးတော့မှကျမ်းစာမှာဖော်ပြထားတယ်ဒီနေ့ကဘာပေါ်မှာလူတွေအများကြီးပဲเนาะဒါပေမဲ့သူနဲ့တူသောသူကိုနဲ့တူသောသူရှိလားဆိုပြီးတော့မှအမေးဖို့ရန်အကြောင်းရှိတယ်အဲ့မှာတော့เนาะဒီအာဗြဟံနဲ့တူသောသူမရှိဘူးနောက်တစ်ချက်ငါပြလက်တန်းတော့ပြီးတော့သွားလို့ပြောတဲ့အခါမှာသူဘိုးဘေးမိဘမျိုးမျိုးတွေကရုပ်ထုကိုကိုးကွယ်တာ တောင်စွန့်ပြီးဖခင်ကထွက်လို့ပြောတဲ့ခါသူယုံကြည်ခြင်းနဲ့ထွက်လာဒါတဲ့ပူဆိုတာအသက်ကြီးမှသားလေးရတင်သားငါအပူဇော်လို့ပြောတဲ့ခါမှာအလွန်ခက်ခဲတဲ့မှုဖြစ်တယ်ဒါပေမဲ့သူဖခင်ကိုပဲရွေးချယ်ခဲ့တယ်အချို့ဆိုရင်နော်ဒီအမှုကိုဖခင်ကခိုင်းစေပြီဆိုရင်ဖခင်ကိုဆက်မကိုးကွယ်တဲ့ပြင်ချိန်ပေါင်းပြီးတော့မှကြောခိုင်းသွားနိုင်ပြီမယ်အာဗြဟံဖျားကိုပဲရွေးချယ်ခဲ့တဲ့အတွက်ဖျားကသူ့အယံကိုဟို မျက်နှုံးဆုံမဲ့ခဲ့ပြီးတော့မှာတင့်ကိုလူမျိုးကြီးဖြစ်စေမယ်လူမျိုးအပေါင်းတို့ရဲ့အဖဖြစ်မယ်လူအပေါင်းတို့ကလည်းတင့်အားဖြင့်ကောင်းကြီးခံရမယ်တင့်မျိုးအစဉ်ဆက်ကိုငါကောင်းကြီးပေးမယ်ယနေ့ဒီခါနန်ပြည်ကိုလည်းတင့်ကိုငါပေးမယ်ဒါကဖရားရဲ့ပြည်ဖရားရဲ့အမွေခံလူမျိုးတော်ဆိုတာအာဗြဟံအားဖြင့်ဖခဲ့ခြင်းဖြစ်တယ်ဆိုတာသိရတယ်အဲဒီတော့သူတို့အတိုင်းတိုင်းပြည်ပြည်ကွဲလွန်သွားတယ်ဒါပေမဲ့ နှစ်ပေါင်း2000လောက်ပြန်ရရတယ်ဆိုတာကျန်းစာမှာရောလာ3တင့်မှာပေါ့နော်ဒီကွဲလင်သွားတဲ့လူမျိုးတွေကိုသူတို့ပြည်ကိုတဖန်ပြန်ဆောင်ခဲ့အောင်မယ်ဆိုတဲ့အတိုင်းသူပြန်ရောက်လာပါတယ်ရောက်ပြီးတဲ့အခါမှာအာမုတ်90ကသူတို့ဒီပြန်ပေးတဲ့ပြည်ကိုတောက်တဖန်အဖယ်သူများမနှုတ်อยู่ရအခု OIC အခုဆိုကဘာကုလသမဂ္ဂပါပါလာပြီအခုအစ္စရေးအရေးပေါ့နော်ဒါအကြီးအကျယ်ဆွေးနွေးတိုင်ပင်ကြပြီအာ စီဂျီနှစ်ကြိမ်ဖြစ်ဖို့ရှိသေးတယ်ကျွန်တော်တို့ကပြောခဲ့ပါတယ်ဗောနော်ဆိုတော့ဒီရေစကြိမ်လာ38မှာအီရန်မဟာမိတ်တူရကီမဟာမိတ်နဲ့ရုရှားမဟာရေးစုပေါင်းပြီးတော့မှအစ္စရေးရဲ့ပြောက်ဥရကနေပြီးတော့မှအလုံးရင်းနဲ့ချီလာမယ်ဆိုတော့ဒါစီးရီးယားဘက်ကနေတိုက်ပွဲကြီးကြီးဖြစ်ဖို့ရှိတယ်။ဒါပေမဲ့အဲ့တိုက်ပွဲကဘယ်လိုပြီးသွားမလဲဆိုဆက်ဖတ်တဲ့အခါမှာတဘဝဘေးဟိုမှာကိုဗစ်လို့ရောဂါပေါ့နော်။နောက်တစ်ချက်ကဒီ ကာလနာဘေးเนาะကာလနာဘေးဆိုတာကတော့ခုနကိုဗစ်လိုရွတ်ဘဝဘေးဆိုတာလေဘေးမုန်တိုင်းနေဖြစ်မယ်ပြီးရင်အချင်းချင်းတိုက်ခိုက်သောဘေးဆိုတာအဲ့မှာမဟာမိတ်တွေစုပေါင်းပြီးတော့စုယုံပြီးအစ္စရေးကိုတိုက်ဖို့စီရင်တဲ့အခါမှာအဲ့မှာအချင်းချင်းမဟာမိတ်တွေအချင်းချင်းခြကြအောင်မယ်ဆိုပြီးတော့စစ်ပွဲကပြီးသွားဖို့ရှိတယ်ဒါတစ်ချိန်နောက်ဆုံးတစ်ချိန်ကတော့ဗျာဒီကျမ်း16မှာပါတယ်ယေရုရှလင်မြို့တစ်ဖက်မှာတိုက်စီဖို့လူတွေစုယုံစီမယ် ဒါကတော့နောက်ဆုံးအာမေဂရုံလို့ခေါ်တဲ့ကမ္ဘာစစ်ကြီးအစ္စရေးမြောက်ရမှာဒီနေ့အာမေဂရုံရရှိပါတယ်။အဲ့မှာတိုက်တဲ့အခါမှာတော့နော်ဒီမြို့တစ်ဝက်ကိုတိုက်ယူသိမ်းသွားမယ်ပစ္စည်းတွေကိုလူယူမယ်မိမတွေကိုအာဓမ္မပြုပြီးတော့မှမြို့တစ်ဝက်သာကြံလိမ့်မယ်လို့နော်ဒါခိဆက်လေးမှာဖော်ပြထားတယ်။အဲ့အချိန်မှာတော့သခင်ယေရှုဟာဒုတိယကြိမ်တိုက်ပွဲပြင်းထန်နေ ဆုံးခံဒီမှာရခင်ရှိကတန်လင်းတောင်မှာခြေချမယ်။တောင်ကအရှိနဲ့မြောက်ကွဲသွားပြီးတော့မှတောင်နဲ့မြောက်တချမ်းစီဖြစ်သွားမယ်ဆိုတာ။ဘိုးဓမ္မဟောင်းကျမ်းမှာကတဲ့တခင်ရှုဖျားကြွဆင်းလာမယ်အကြောင်းကိုဖော်ပြထားပါတယ်ဗောနော်။တော့ဒီနေ့ဒီအကြောင်းအရာလေးတွေဗောခုနေ့ကကျွန်တော်အနှစ်ချုပ်လေးပြောဒီနေ့လည်းအနှစ်ချုပ်ပါပဲ။ဟောဒီအကြောင်းအရာကိုပြောပြခြင်းဖြစ်တယ်မိသောပဲဆိုစေအရာအားလုံးတော့တမန်ကျမ်းစာအတိုင်းပြည့်စုံရဲ့ရှိနေပါတယ်။ ဒီအစ္စရေးတွေကလည်းနောက်တစ်ချိန်မှာသခင်ယေရှုကိုလက်ခံယုံကြည်လာဖို့နောက်ဆုံးသောကာလမှာပြောင်းလဲလာမယ့်အကြောင်းရေးသားထားတယ်ဒီမှာကျွန်တော်ဆင်ခြင်မိတာပေါ့နော်အခုနောက်ဆုံးသောအာအစ္စရေးရဲ့ဒုတိယမြောက်စစ်ပေါ့ဒီဒုတိယမြောက်စစ်ကတော့တကယ့်ကဘာစစ်ကြီးပေါ့တော်တော်ဆိုးွားပါတယ်ဒီမတ်တရရလေးအသားတွေကြွေကြသွားမယ်ရှားတွေပြော့ကြသွားတယ်ဖျားတန်ခတ်သွား တကူရဲ့လက်နဲ့လို့ဖရားရဲ့လက်နဲ့လို့လည်းပြောဆိုတာနျူကလ িয়ার လက်ဖြစ်နိုင်တယ်နော်မတ်တက်ရရပဲအသားတွေပြုတ်ပြုတ်ကျသွားမယ်ဆိုရင်လက်နဲ့တွေပေါ့နော်မကြောက်ဖို့ကောင်းတယ်အဲ့မတိုင်ကမှာခြီဆောင်ခြင်းဆိုတာလာမယ်ယုံကြည်သူတွေကိုဖရားကအရင်ခြီဆောင်သိမ့်ရှိသွားမယ်ကြောင်းဖော်ပြထားတယ်ဒီနေ့ကဘာမှာခရိယန်တော့အင်အားကြီးပေါ့နော်အဲ့မှာခရိယန်တွေအများကြီးပျောက်သွားမယ်ပျောက်သွားပြီးရင် နောက်ပိုင်းမှာဘယ်ဘာသာအင်အားကြီးဖြစ်သွားမလဲဘာလို့လဲဆိုတော့ဗျာဒိ20မှာကြံခဲ့တဲ့လူတွေဒီအန်တီခရစ်ကိုမကိုးကွယ် ခေါင်းဖြတ်မယ်ဆိုအပြစ်တရားခတေခြင်းဖြစ်တယ်တေခြင်းရဲ့အဖို့ခါကိုသခင်ယေရှုကကျွန်တော်ကိုစားပေးခဲ့ပြီဖြစ်တယ်ဒီနေ့ကျေးဇူးတော်ကလာသခင်ယေရှုယုံကြည်တဲ့အခါမှာကျွန်တော်တို့အသေးခံစရာမလိုသခင်ယေရှုကခံပေးပြီးတော့မှလွတ်မြောက်တယ်သခင်ယေရှုကငရေရခဲ့တယ်မကောင်းတဲ့ဒုစရိုက်ကနေလည်းဖခင်ကယ်ပြီးဖြစ်တယ်ဆိုတော့အခုကြံခဲ့တဲ့လူတွေအပြည့်အခသိခြင်းကိုယ်တိုင်ပေးဆပ်ရမယ်ဆိုတာကိုဗျာဒိ20မှာဖော်ပြထားပါတယ်။ဒါကြောင့်အသက်ရှင်တုံးပါဘောနော် အရေးရာအားလုံးအရေးကြီးတယ်မမိမိတော်မလို့အရေးရာအရေးကြီးဆုံးပဲဖြစ်တယ်မိမိတော်မလို့အရေးပြီးကိုသားသမီးမျိုးတွေကိုဘာအမွေခြံပေးခဲ့မှလဲယေရှုညင်းပယ်ရပါတယ်ယေရှုညင်းလို့ငရဲသွားမှာမဟုတ်ပါဘူးညင်းပယ်ရင်တော့တော်မလုံကိုတောင်းကိုယူတော်သူပဲဖြစ်တယ်ကုသိုလ်တွေပဲငရဲတဲ့ပိတ်တာကိုရွေးတဲ့လမ်းပဲဖြစ်တယ်ဘောနော်ကြားနာရတဲ့နှုတ်ကပတ်တော်ပြီလူသားနဲ့ကယ်တင်ရှင်ရောက်ပြီသမာတရားသိကြပါစေ God bless you